လာပါဗျာကျွန်တော် training မျိုးသားများကာကွယ်တဲ့ KND ရဲ့အမှတ်၁တန်ကြီးထောက်ပို့ဌာနရဲဘော်ဖြစ်ပါတယ်ဗျာကျွန်တော်ရဲ့ dollar in key လမ်းအခုဆိုရင်၃နှစ်တာကာလကိုကျော်လွန်ခဲ့ပြီဖြစ်ပါတယ်ဒီ၃နှစ်တာကာလအတွင်းမှာအခုချိန်ဒီကျောင်းနဲ့တူရှိနေပေးခဲ့တဲ့ရင်းပြပါအစီအစဉ်များလူရှင်များအားလုံးကျေးဇူးအထူးတင်ရှိပါတောင်းဆိုတော်လိုပါတယ်ဗျာဒီကျော်လွန်ခဲ့တဲ့၃နှစ်တာကာလအတွင်းမှာဒီသူတွေအတွက်ရှေ့ရနေပြီးတော့ရဲဝန်နဲ့တာဝန်ထမ်းဆောင်နေကြတဲ့ရဲဘော်တွေရဲ့တွေ့ကြုံနေတဲ့အတူအခုကျွန်တော်တို့ ပြန်တရအမှတ်တိုင်ရပြုလုပ်နေတယ်။ပါစီတန်ပြန်ပြီးဖို့ကိုကြီးပွိုင်းနဲ့ဖိုက်ကြဆိုဆိုရဲကမင်းကြောင်တီလူတော်မျိုးတို့အတွက်ကျွန်တော်ဆရာမြောက်ကိုဆွေးခေါ်ရပါတယ်ဗျ။ကျွန်တော်မင်္ဂလာပါဗျ။ဟုတ်ကဲ့ပါမင်္ဂလာ။အာအရင်ဆုံးဆရာတို့ရဲ့နာမည်ရေလက်ရှိတောင်မှထမ်းဆောင်နေတဲ့တရင်တက်ဖွဲ့ရေဒီတော်လိုင်းမှာပေါင်နေတာဘယ်လောက်ကြာပြီလဲဆိုတာလေးပြောပြပြောပါဦးဗျ။ဟုတ်ကဲ့ကျွန်တော်နာမည်ကတော့ငင်းငယ်ပါကျွန်တော်ကခုတော့ထောက်ဆောင်နေတာကတော့ခင်ဒီရဲ့အမတီတက်ရင်ဘာတော့ထောက်ဆောင်နေပါလဲဒီဒီတိုင်းမှာပေါ်ရတော့တုံးလေးပြူတယ်ဒီ မလာပိုင်တော့တဲ့နေ့သမ္မတိတော်ဆက်တဲ့ဝေရောခုချက်တိရမယ်ဟုတ်ကဲ့ပါကျွန်တော်နာမည်ကတော့လျားရဖြစ်ပါတယ်ကျွန်တော်ဒီဂရင်းနီမျိုးသားမြတ်ကောက်ွေတမတိတရင်မှာကျွန်တော်ထောက်ပို့ဌာနမှူးတန်နေနဲ့ကျွန်တော်ထောက်ဝဲတန်းဆောင်တာအခုနဲ့ဆို၃နှစ်ကိုကြော်လာခဲ့ပြီပေါ့နော်ဒီသူနဲ့ဆိုရင်ကျွန်တော်နည်းနည်းလေးပူစောဝင်ခဲ့တာပေါ့ဟုတ်ကဲ့ပါရှာတို့အနေနဲ့ဒီ၃နှစ်တာကာလပြင်မှာပေါ့တိုက်ပွဲတွေ့ကြုံနှစ်ပွဲလောက်ရှိခဲ့ပါလေဗျတိုက်ပွဲတွေ့ကြုံတော့ ဒီတွေ့တော့မပြောနိုင်ဘူးဘာလို့လဲဆိုတော့တော်တော်လေးများတော့နော်ခမန်းချီအရာပြောမယ်ဆိုတော့20 20ကျော်ဝန်းကျင်တော့ရှိမှာပါဟာဟိုဘောဒီတိုက်ပွဲတွေ့ကြုံနေလည်းအများကြီးရှိခဲ့တာဆိုတော့အောင်မြင်ဆုံးပွဲကိုပြောပါဆိုရင်ဆရာအနေနဲ့ပဲပွဲကိုပြောခြင်းလေဗျမေအောင်မြင်ဆုံးပွဲကျတော့ဒီမူပြဲညဝိုင်းတိုက်ပွဲပါပဲအမှန်စင်တော့ညသူညသူရဲ့သဆွေရနေရကျွန်တော်တို့ဝေတိုင်းနေအောင်အမှန်ညသူလည်းအများကြီးချဆွေကျွန်တော်လည်းအောင်မြင်နေတိုင်းနေကြတော့ ကျွန်တော်အနေနဲ့အောင်မြင်ခဲ့တဲ့ပွဲကြီးလည်းအများကြီးပဲဆိုတော့အတန်းအနေနဲ့နေတဲ့အခြေအနေမျိုးကကနကလောက်ကြုံရတယ်ဗျ။အာအများကြီးရှိပါတယ်ဒီပွဲမျိုးတော့တပည့်ဒီတပွဲပြောင်းမယ်ဆိုတော့ဒီမူပြေလင်းနီတာပဲလင်းနီတာကျွန်တော်လင်းနီတာဝယ်တဲ့အချိန်မှာဒီရညာသူရဲ့အနီကဆုံးနေရာထိရောက်တော့အဲ့မှာမဟုတ်ပဲကွာနေလငါလာပြေးချိုင်းချိန်မှာဒီပြားပြည့်ထိသွားတာထိသွားတာအတရနေနေအရင်ဒီအဒီဒီနီဆိုတော့ကျွန်တော်ကြောက်တရပွဲပွဲပွဲ ာတခုပါပေါ့အဓိကမေးချင်တာရှောက်အဓိကမေးချင်တာကျွန်တော်တို့ဒီ wifi g ပါတဲ့ပွဲနဲ့မပါတဲ့ပွဲပေါ့ဘယ်လိုပွားချချက်တွေရှိလဲပေါ့အဲသူသူ့ကိုတုံးရတဲ့အခါမှာအားတာချက်အားနေချက်ကဘာဖြစ်မလဲဗျအာ wifi ပါမပါတော့ဒီပွဲကျွန်တော်တော်တော်လေးကြောက်ရတယ်ဒီရှင်းမနေဆိုတော့အတိဆုံးအောင်ဘယ်လိုဆို wifi ကမထွက်နိုင်တဲ့ပွဲဆိုစီတားရဲ့အလီရင်ကတော်တော်လေးလာတယ်အနှိမ့်ဆုံးတိလာရလာချတော့နော်ဒီ wifi ကထွက်ပြနေတယ်နောက်နေထွက်ပြနေဆိုရတော့ကျွန်တော်တို့အားလေးရှိတယ်သူတို့က အနေနဲ့သိမ်းဆရာတို့ဒီအပေါ်ကနေပဲအမီးကနေပဲခြားတော့သူရဲ့တင်ညာမမှောင်မိတတရားနေရအလောက်ကတော့တော့လေစိတ်ချလက်ချတဲ့လို့ရတယ်စိတ်အင်းနဲ့သူစခါနာစက်တဲ့လို့ရတော့ဟုတ်ဆရာတို့ဒီ KD ရဲ့အမတ်တိုင်ရင်းနေနဲ့ဒီ wifi လမ်းတော့ကိုတုံးပြူပြီးတော့ရန်သူချဖိုက်တာစီပစ်ချနိုင်ငယ်မိပြရတယ်ဗျအဲဒီပစ်ချခဲ့တဲ့ဖြစ်စဉ်ကဘယ်တော့မှပစ်ချခဲ့ရလိမ့်ပြီးတော့အဲ့တော့အချင်းကြီးအချင်းတို့ပြီးတော့ပြောပြပြပါအောင်ဗျအော်ပစ်ချတဲ့ရေးကြတော့ဒီတိလီလော operation operation စားရေးမှာပဲဟုတ်လား နွေဝါလာ7ရက်နေ့ဖျားဖြူတိုက်ပွဲမှာတော့အမဂျက်ဖိုက်တာသူဆိုင်တော့သူတို့ကတော့ပြီးချတယ်ပြီးတော့စိတ်ထဲမှာပေါ့တော့သူတို့က TV TV ဆိုတော့ကျွန်တော်တို့ဒီညသူအနီဆုံးမှာရှိပြီးကြည့်တက်လိုက်ချင်မှာအငွေပြန်လဲအငွေဒီရက်ဒီဒီကိုထိမှပြီးတော့ဒီဒီငွေကြောင်းထိကြောင်းနောက်နေလိုက်တယ်အဲ့မှာဒီပြုနေတဲ့တေးချပထမဆုံးရက်မှာပြီးချနိုင်ခဲ့တော့ပထမဆုံးရက်မှာ ကိုကကျွန်တော် KNDF မှတ်တက်ရင်တင်နေနေပေါ့ Wi-Fi ကြီးကိုဘာကြောင့်ရေးကြည့်လို့ရနေဗျပြီးရင် HG ကိုရခဲ့ရင်ရှားနေနေဘယ်နေရာဒီမှာအသုံးပြုမလဲပေါ့အဲ့ဒါလေးပြောပြပြပါအောင်ဗျอืมစောနာကပြောထားတဲ့အတိုင်းပေါ့နော်ဒီကျွန်တော် BO1 နဲ့ဒီ KA ပေါ့နော် ke ha no to di final level ပေါ်ပေါင်းပြီးတော့ဒီ daily operation parama နေမှာပဲကျွန်တော်တို့ဒီ k8w ဟိုတိုက်လေရေပေါ်စာတည်းစီကိုကျွန်တော်ပြချနိုင်ခဲ့တယ်ပေါ့နော် အဲဒီလိုပဲတဲလာမဲ့ဒီတိုက်ပွဲဆစ်စင်ရေးအတွက်ဒီမှာဆိုရင်လည်းကျွန်တော်တို့အဲ့လိုမျိုးတန်ပြပြတုံးပြုတ်နိုင်ဖို့ပေါ့နော်ဒီတဖက်လီရင်ရဲ့ချင်းချောင်းမှုကိုကျွန်တော်တို့တန်ပြပြတုံးနိုင်ဖို့အတွက်ဒီကျွန်တော်တို့အခုဟိုပိုက်ပွဲကြီးကအရေးကြီးရခိုင်ကန်တမပါဝင်နေတော့ပေါ့ဘာလို့လဲဆိုရင်ဒီပွဲအိုက်ဖိုက်တလက်ပါချာဖြစ်ဆိုရှေ့မှာဆိုရဲပေါ်တောင်နေနေဆိုရင်ဟိုအများကြီးစိတ်တက်တာရကြစီတယ်ဥပမာဆနာဟိုရှေ့ကဟိုစီချောင်းမှုပြောတာဒီလိုမျိုးပေါ့နော်ဟိုဘယ်လိုပြောမလဲ အရှိမတေးလာတဲ့အချိန်မှာဆိုရင်နောက်မှာဟိုပွိုင်ပွိုင်မပွားရင်ဟိုလီရင်ကထိုးစိတ်လာအမေဖြစ်တဲ့အတွက်ကြောင့်ပြင်းမာတဲ့ပူထီးစေတာပေါ့အဲ့တော့ပေါ်ဖိုင်တလက်ပါချင်အဖြစ်ဒီပြင်းမာတွေကအမြင်ကနေဆိုရင်ထိရောက်မှုကပုံနေစေတဲ့အတွက်ကြောင့်မို့ဒီပေါ်ဖိုင်တလက်အရေးကြီးပုံကတော့ဟိုဘလောက်ထိရေးပါလဲဆိုတာတော့ဟိုနားလည်ဖို့လိုတာပေါ့နော်ဒါကြောင့်မို့ပဲကျွန်တော်တို့ဒီ campaign ကိုခေါ်ဆိုရချင်းဖြစ်တာပေါ့အဆိုကတစ်ဆက်သေးမေးချင်တာပေါ့ဆရာကထောက်ပို့ထားတာမျိုးဆိုတော့ကျွန်တော်တို့အခုဆရာတို့ဟိုပြုလုပ်နေတဲ့ အာဆီတန်ပြန်ပြီးကိုဒီပိုင်းနဲ့ဖိုက်တာဆိုဆိုတဲ့ကမ်ပိန်းကသူအောင်မြင်သွားဖို့အတွက်ပြည်သူနဲ့အတူရှင်တဲ့ကဏ္ဍဘလော့ကီရေးပါပါလေဗျ။ Okay ပေါ့ဒီကျွန်တော်တို့ကမ်ပိန်းကတော့ဟိုအောင်မြင်ဖို့ဆိုရင်တော့ကျွန်တော်တို့ပဲစူးစမ်းနေလို့လည်းမရဘူးပေါ့နော်။ဟိုတည်တဲ့အတိုင်းဒီခီးကြီးကလည်းအောင်မြင်တဲ့လမ်းခီးကြီးထိကိုကျွန်တော်တို့ခြေလမ်းလမ်းနဲ့ခီးလမ်းနေပြီး ဟိုအောင်မြင်ဖို့လည်းအများကြီးရခိုင်လို့များနေပြီးတိုးတဲကြောင့်လို့ပဲပြည်သူတွေဟိုစူးစမ်းနေတဲ့အထက်ဟိုချွေးနေစာအထက်ပေါ့နော်ပို့ပြီးတော့ကျွန်တော်တို့နဲ့ကျွန်တော်တို့နဲ့အတူဟိုကျွန်တော်တို့ဒီ campaign နဲ့အတူပေါ့နော်ပါဝင်ပေးကြဖို့ကိုကျွန်တော်ဒီတောင်းဆိုချင်တယ်ပြီးတော့ဒီပြောထားတဲ့အတိုင်းပေါ့နော်ဒီဟိုတော်လိုင်းအခီးကနှီးနေတဲ့အတွက်ကြောင့်မအားမလျှော့ပဲနဲ့ကျွန်တော်တို့နဲ့အတူအဆုံးထိဆက်ပါဝင်ဖို့ပေါ့နော်အဆုံးထိဆက်ဟိုတိုက်ပွဲဝင်ဖို့ကျွန်တော်ဒါလေးကိုဟိုမိတ္တရခန့်ချင်ပါတယ်ဟုတ်တယ် ောက်တစ်ဆက်တည်းမေးချင်တာပေါ့တော်လိုင်းကြီးခီးရလေ၃နှစ်ဆိုတော့တော်ကြီးကိုကြားမြကြားခဲ့ယူပေါ့ဒီ၃နှစ်ဒါတန်းခဲ့ပြီးတဲ့နောက်မှာပေါ့အခုလက်ရှိဆရာတို့ရဲ့တော်လိုင်းကြီးပေါ့ခံယူချက်လေးပြပြလေးပါဟိုဟုတ်ကဲ့ပါကျွန်တော်တရားနေနဲ့ကြားတော်လိုင်းကြီးခံယူချက်တော့ဟိုဒီတိတိပြောင်းလဲသွားရောမရှိဘောနော်အစကျွန်တော်စဝင်လာခဲ့တဲ့လိုမျိုးပဲဒီကော်လိုင်းရမအောင်မြင်မချင်းကျွန်တော်နားမှာမဟုတ်ဘူးဘောနော်ကဲလို့ကျွန်တော်ခြေတစ်ဖက်ပေးစားရနေတောင်းကျွန်တော်အဆက်ကြာတဲ့တစ်ဖက်နဲ့ကျွန်တော်ဆက်ရှောက်ဖို့တော့ကျွန်တော်ဟို တိပြုခဲ့တပိတာပေါ့နော်ဒါကြောင့်မို့ပဲကျွန်တော်ဒီတော်လိုင်းရေးကိုခံယူချက်မပြည့်ဘဲနဲ့အဆုံးထိလျှောက်ဖို့တော့ရည်မှန်ချက်အမြဲတမ်းရှိပြီးသားပါဗျာဟုတ်ရှားရခံချက်လေးတူပါခွေကျွန်တော်ရဲ့ခံယူချက်ကတော့ဒီတော်လိုင်းရေးမအောင်ချိန်ပြင်းချဲရောပဲအဲ့ဒါမျိုးစောက်ဝေတွေကခံယူချက်နဲ့ဝေလာတာဆိုတော့ဒီတော်လိုင်းရေးပြီးမှကျွန်တော်တို့ရဲ့ခံယူချက်ပြီးမှပဲကျွန်တော်တို့နားအောင်ပါအခုဟုတ်ဒီလက်ရှိကျွန်တော်ကရင် DF မတ်တီတိုင်ရပြုလုပ်နေတဲ့ကမ်ပိန်းနဲ့ပတ်သက်ပြီးဆရာပါများဖြည့်ဆွပြောခြင်းပါတည်ရဲ့ဗျ ဟိုဘာများဖြစ်ဆက်ပြောချင်လဲဆိုရင်ကျွန်တော်ဒီ campaign ရဲ့နာမည်ကတော့ Varsity တပ်ပြန်ပြီးဖို့ကိုကြီး point and fighter ဆိုဆိုတဲ့ campaign လေးပေါ့နော်ဟို target ကတော့တင်း3000ဖြစ်ရတော့ဟိုအရင်များတဲ့ပုံမှန်တကူဖြစ်စီတယ်ပေါ့နော်ပြည်သူတရားအနေနဲ့ဒါပေမဲ့ပြည်သူတရားအနေနဲ့ပေါဝင်မယ်ဆိုရင်များနေပြီမယ်အများနဲ့ပေါဝင်မယ်ဆိုရင်ဒါဟာပုံမှန်ဟိုလုံစာတကူလေးလုံစာတကူပြောမှာပေါ့နော်ပုံမှန်ဟိုတမင်းတနစာလောက်လေးကိုစုပြီးတော့ကျွန်တော်တို့ဝိုင်းဖွဲ့ပြီးတော့ကျွန်တော်တို့ကူပေးမယ်ဆိုရင်ဒါ ဟိုနိုင်လောက်တဲ့အင်အားတိုင်တာတစ်ခုလေးဘူးလို့ကျွန်တော်မြင်ပါတယ်ဗျာဟုတ်ကဲ့အဲ့တော့ဒီကျွန်တော်တို့ campaign ကိုအောင်မြင်ဖို့ဒီ one world page ကိုပဲကျွန်တော်မြစ်တရားခံချင်ပါတယ်ဟုတ်ကဲ့အခုလိုအချိန်ပေးပြီးဖြေချပြီးတဲ့အတွက်ကျွန်တော်လည်းအားလုံးကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့ပါဟယ်လိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်